မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 24ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမင်းငယ်မြို့နယ်တင်တော်ရွာအနီးတိုက်ပွဲမှာတပ်ပြတ်ပြီးတော့ထွက်ပြေးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလိုက်လံတိုက်ခတ်ရာစစ်တပ်ကခြောက်ဦးထပ်မံတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် February 22ရက်နေ့မနက်9:40မိနစ်ခန့်မှာမင်းငယ်မြို့နယ်ပန်းဆက်ပြူစောတိရွာကနေထွက်လာတဲ့ အင်အားတရားကျော်ပါတဲ့အကြမ်းဖက်စစ်တပ်နဲ့ပြူစောတိစစ်ကြောင်းဟာဘိုတန်လုံးကင်းစခန်းကိုဝင်ရောက်စီးနင်းပြီးတဲ့နောက်တင်တော်ရွာနဲ့ညောင်မင်းသားရွာကြားကိုဆက်လက်ထွက်ခွာလာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကထိခိုက်ဒိဆုံးမှုတွေများပြားပြီးတော့တက်ပြတ်ပြီးပြန်လည်ဆုတ်ခွာရန်ပြင်ဆင်နေတဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့များဘက်ကတက်ကူစစ်ကြောင်းများထပ်မံရောက်ရှိလာပြီးတော့စစ်ကောင်စီတပ်သားများဆုတ်ခွာမဲ့လမ်းကြောင်းများအလုံးကို ိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းကြောင့်စစ်တပ်ဘက်ကထိခိုက်မှုတွေအများပြားခဲ့တယ်လို့သိရပါတယ်။ထွက်ပေါက်ပိတ်သွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာလေကြောင်းပစ်ကူနဲ့ညနေ9:30မိနစ်မှပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ပထမတိုက်ပွဲဖြစ်တော့စစ်ခွဲတွေထိခိုက်သေးဆုံးမှုများတော့တက်ပြတ်ပြီးတော့ထွက်ပြေးဖို့အလုံးမှာတော်လိုင်းတက်တွေဘက်ကစစ်ကူတွေရောက်လာလို့ထပ်ပြီးတော့ပိတ်ဆို့တိုက်ခိုက်တာတိုက်ပွဲကတနေကုန်ကိုဖြစ်တာအခုထပ်သိရတာကတော့ စစ်ခွဲ6កောင်ထပ်သေးသွားတယ်လို့သိရတယ်တိုက်ပွဲအတွင်းမှာစစ်ခွဲအလောင်း၄လောင်းနဲ့တကောင်ကိုအရှင်မိတယ်တော်လိုင်းတပ်ဖွဲ့တွေဘက်ကရဲဘော်၄ဦးထိခိုက်ဒဏ်ရာရတယ်ဒါပေမဲ့မစိုးရင်ရပါဘူးလို့ကလေးခရိုင်ပြည်သူ့ကာကွယ်အဖွဲ့ပကဖကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများစီကနေပြီးတော့လက်လုံတက်နဲ့3လက်ကာပိုင်တက်လက် MAG ပေါက်5ခု ာပိုင်ဂျီပေါက်6ခုဘုံဒီနှလုံး icon နှလုံးကာပိုင်ဂျီ120တောင်း 7.62G 15တောင်း 5.56G 15တောင်းဖုန်းတစ်လုံးဈေးက9ခန်းစစ်သားမတာအလောင်း၄လောင်းတို့ကိုတင်စီရရှိခဲ့ပြီးတော့စစ်သားတို့ကိုလည်းအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုကလေးခရိုင်ပြည်သူ့ကာကွယ်အဖွဲ့ပတ်ကဖအထူးတိုက်ခိုက်ရေးလက်ယုံတပ်ဖွဲ့တပ်ခွဲနှင့် UCLA တပ်ဖွဲ့ မင်းငယ်မျိုးနယ်တိုင်ရင်တက်မင်းငယ်မျိုးနယ်တိုင်ရင်လေးမင်းငယ်မျိုးနယ်ပကဖရွေလျားတပ်ဖွဲ့မင်းငယ်မျိုးနယ် local တပ်ပေါင်းစုကဏီမျိုးနယ်ပကဖကြောက်လုံးကြီးအဖွဲ့ SRF အဖွဲ့မဟုတ်ရ Dragon အဖွဲ့သကိုင်းတိုင်ရင်တုံးချင်းမင်းတော်လိုင်းအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းလက်ပံမြုံနယ်မှာစစ်မှုထမ်းရမယ့်လူငယ်များရဲ့စိတ်ရင်းကိုထွေအုံယုံကိုတွားရောက်ပို့ဆောင်နေတဲ့ မော်အင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတန်းဦးကိုပြစ်ခတ်တိုက်ခတ်ရာပေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီ24ရက်နေ့မနက်8:30မိနစ်ခန့်မှာလက်ပံမျိုးနဲ့မော်အင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးပြူစောတိခေါင်းဆောင်တန်းဦးဟာ၎င်းရဲ့အပေါင်းအပါပြူစောတိတအူးယာယီမှုတအူးနဲ့အတူလက်ပံမျိုးနဲ့ထွေးအုပ်ရုံးကိုစစ်မှုထမ်းရမယ်လူငယ်များရဲ့စရင်ကိုဆိုင်ကယ်နဲ့တွားရောက်ပို့ဆောင်တဲ့အချိန်မှာလွှားစင်ဂုံတာစုံမှာတာယာဝတီ KI တိုင်ရဲ၃၈၃ညနဲ့တက်ခွဲနှစ်နဲ့တက်ခွဲ၃ကရဲဘော်များကပြစ်ခတ်တိုက်ခတ်ရာ တနက်ကြီးစံ12ချက်ထိမှန်ပြီးတော့အုတ်ချုပ်ရေမူတန်းဦးပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။အုတ်ချုပ်ရေမူတန်းဦးပြစ်ခတ်ခံရပြီးတဲ့နောက်၎င်းနဲ့လိုက်ပါလာတဲ့ပြူစောတီတအုံးနဲ့ယာအိမ်မူတအုံးတို့ဟာထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်။တန်းဦးစီကနေပြီးတော့လက်ပြပုံးနှလုံးငွေသားကြက်တစ်သိန်းစိုက်ကဲတစ်စီးစီးတစိုက်တုံးနှစ်ခုမှတ်ပုံတင်နှစ်ခုစစ်မှုထမ်းရမယ်အမည်စရင်ပါတဲ့စာရွက်စာတမ်းများနဲ့အခြားစာရွက်စာတမ်းများကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့အုတ်ချုပ်ရေမူတန်းဦးဟာ အကြမ်းဖက်စစ်တပ်လက်အောက်ခံပြူစောတိအဖွဲ့ခေါင်းဆောင်ဖြစ်ပြီးတော့လူငယ်များကိုစစ်မှုထမ်းရန် ဖိအားပေးလူစုချင်းစစ်မှုထမ်းခြင်းဆိုပြီးတော့ပြည်သူများထံကနေပြီးတော့ပတ်စံနဲ့အတင်းအကျပ်ကောက်ခံပြီးပတ်စံမပေးနိုင်တဲ့သူတွေကိုလည်းစစ်တပ်ခေါ်ပြီးတော့ဖမ်းဆီးခိုင်းခြင်းအကြမ်းမဲ့စစ်တပ်ကထုတ်ပေးထားတဲ့လက်ပစ်ဘုံးနဲ့တနက်ကိုပြပြီးတော့ပြည်သူများကိုချိန်ချောက်ပြီးအကြောင်းမျိုးမျိုးပြပြီးတော့ငွေကြေးကောက်ခံခြင်းများကိုပြုလုပ်နေတဲ့အတွက်ကြောင့်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းတရားဝင် KI PDF ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်ဒီမနက်အုတ်ကြီးတန်းဦးကစစ်မှုထမ်းရမယ့်လူငယ်တွေရဲ့စရင်ကိုထွေအုပ်ရုံးကိုတွားပုတ်မယ်လို့တရင်ရလို့လွှာစင်ကုန်းတာစုံကစောင့်နေတော့အုတ်ကြီးကဆိုင်ကယ်တစ်စီးပြူစောထင်းနဲ့ယာယီမိုးက ဆိုင်ကယ်တစ်စီးကိုအတူတူစီးလာကြပါတယ်အဲ့ဒီမှာအုတ်ကြီးကိုတနက်နဲ့ဆက်နှက်ချလောက်ပြစ်တာရင်းပိုင်းနဲ့ခေါင်းတွေရောတခြားနေရာတွေကိုမှန်ပြီးတော့တေသွားပါတယ်အုတ်ကြီးတေတာကိုလည်းမြင်ရောပြူစောတင်းနဲ့ယာအိမ်မိုးကဆိုင်ကယ်နဲ့ထွက်ပြေးသွားကြပါတယ်ဒီအုတ်ကြီးကစစ်ခွေးတွေပေးထားတဲ့တနက်နဲ့လက်ပြဘုံကိုကန်ပြီးတော့ပြည်သူတွေကိုချင်းချောက်နေတာလူငယ်တွေကိုလည်းစစ်ခွေးတတ်ထဲကိုအတင်းကျပ်ထည့်နေတာကြာပြီပေါ့ အခြေအနေပေးလို့အခုမှပဲရှင်းနိုင်တော့တယ်လို့တာယောက်ရီချန် PDF ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။ပြည်သူများနဲ့တော်လိုင်းတပ်ဖွဲ့များကိုဒုက္ခပေးနေကြတယ်။အကြမ်းဖက်စစ်ကောင်စီနဲ့စစ်ကောင်စီတောက်တိုင်များကိုအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့၎င်းတို့အနီးမှာတွာလာနေထိုင်ခြင်းမျိုးလုံးဝလုံးဝမပြုလုပ်ကြရန်မြစ်တာရက်ခံထားတယ်လို့တာယောက်ရီချန် PDF ကတာဝန်ရှိသူကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမကွေးမြို့နယ်မှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့ တရင်တော်ရွာအုပ်စုအုပ်ချုပ်ရင်းမှုတန်းစော်ကိုပြစ်ခတ်တိုက်ခိုက်ရောင်းပွဲချင်းပြီးတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဖေဖော်ဝါရီလ23ရက်နေ့မနက်9:00နာရီခွဲအချိန်ကမှမကွေးမြို့နယ်ညောင်ကန်တိုက်နယ်တရက်တော်အုပ်စုအုပ်ချုပ်ရင်းမှုတန်းစော်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကသူ့ရဲ့နေအိမ်အတွင်းမှာဝင်ရောက်ပြီးတော့တနက်နဲ့၄ချက်ပြစ်ခတ်ရှင်းလင်းခဲ့ရောင်းပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါတယ်။မနေ့ကပြစ်ခတ်တိုက်ခိုက်တာနေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံသွားပါတယ်။ကျွန်တော်တို့ရဲဘော်တွေကတော့အထူးကမရှိဘဲနဲ့စုတ်ခွာနိုင်ခဲ့ပါတယ်လို့မကွေးပြောက်ကြားတပ်တာဝန်ခံကိုကန်ကြီးမောင်ကပြောပြထားပါတယ်။တိတ်ဆုံသွားတဲ့တရင်တော်အုပ်စု ုအုပ်ချုပ်ရေးမှုတန်းစော်ဟာစစ်ကောင်းစီအလိုကြစစ်မှုထမ်းခြင်းများကိုအတင်းကျပ်အထမကောက်ခံခြင်းစစ်မှုထမ်းရန်မဲပေါက်တဲ့လူငယ်လူရဲများကိုထွေးဥဝန်ထမ်းတချို့နဲ့ပူးပေါင်းကလူစားထိုးရောင်းစားခြင်းခက်ခဲကြက်တဲနေတဲ့အချိန်မှာပြည်သူ့ဘက်ကမျက်နှာမမှုဘဲစစ်အုပ်ချုပ်ရေးကစေခိုင်းသမျှတွေကိုလှုပ်ဆောင်ခြင်းတို့ကြောင့်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့ကိုကံကြီးမောင်ကဆက်လက်ပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကို McGregor Warfare မကွေးပျောက်ကြားတပ်ဖွဲ့ဒေါင်းစစ်တီပျောက်ကြားတပ်နတ်မောင်နဲ့ တောင်တွင်းကြီး Fighter Force LBDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ပြည်သူလူထုကိုဆက်လက်ပြီးတော့ဒုက္ခပေးနေတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့စစ်တပ်ထောက်တိုင်များကိုမကွေးပြောက်ကြားတပ်ကတော်လိုင်းရဲဘော်များနဲ့ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များပူးပေါင်းပြီးတော့ဖက်စစ်အာဏာရှင်စနစ်ကြဆုံးတဲ့အထီကိုတိုက်ခတ်ချေမှုန်းပြစ်ခတ်ရှင်းလင်းသွားမှာဖြစ်ကြောင်းနဲ့ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာနေရာများနဲ့ခတ်ဝဲဝဲမှာနေထိုင်ပေးကြပါရန်မြစ်တာရက်ခံထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့သွားဘက်ဆိုင်ရာစေတက်ကတူမှာနန်းစီဒီယမ်ကျောင်းသားများကိုဝယ်ပေးမယ်။ဝယ်နှင်းတပင်နဲ့ညစာစားပွဲအတွက်ဆိုပြီးတော့ကျောင်းသားတယောက်ကိုငွေကျပ်2သိန်းပေးရန်ပါမောက်ခါချုပ်ရွှေတိုးကလိုက်လံကောက်ခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တွားဘက်ဆိုင်ရာဆေးတက်ကတုံးမှာကြောင်းတက်နေကြတယ်။ကျောင်းသားကျောင်းသူများထံကနေပြီးတော့ငွေကြက်နှစ်သိန်းကောက်ခံနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဘွယ်နှင်းသဘင်ဒေနာနဲ့ဘွယ်အတွက်ကုန်ကြစရိတ်ဆိုပြီးတော့ခေါင်းစဉ်အမျိုးမျိုးတက်ကကျောင်းသားတိုင်းကိုတယောက်ကိုနှစ်သိန်းလုံးမဖြစ်မနေထဲခိုင်းနေတယ်လို့သိရပါတယ်။ပတ်စံတွေကိုတော့ NAM CDN ဝန်ထမ်းမင်းတန်ကကျောင်းသားကျောင်းသူများကို Telegram group ထဲကနေတဆင့် ဝယ်နှင်းတပင်ညစာစားပွဲအတွက်ဆိုပြီးတော့ငွေကျပ်2သိန်းဆိုပြီးစာပို့တောင်းခံနေခြင်းဖြစ်ပြီးတော့အဝေးရောက်ဝယ်ယူခြင်းများကိုလည်းတားမြစ်နေတယ်လို့ပြောဆိုထားပါတယ်ဝယ်နှင်းတပင်ညစာစားပွဲမှာပါမောက်ခါချုပ်ရဲ့အမိန့်အရကောက်ခံနေခြင်းဖြစ်ပြီးတော့စစ်ကောင်စီရဲ့ဝင်ကြီးဌာနဆိုင်ရာညွှန်ချုပ်စတဲ့ VIP များပါတက်ရောက်မှာဖြစ်တဲ့အတွက်တယောက်ကိုငွေကျပ်2သိန်းကောက်ခံနေခြင်းဖြစ်တယ်လို့ရှင်းလင်းပြောဆိုထားပါတယ်ရန်ကုန်တော်ဘက်ဆိုင်ရာစစ်တပ်ကတို့မှာဝင်နှင်းတော်ပင်အခမ်းအနားကိုမက်စလာ14ရက်နေ့နဲ့15ရက်နေ့တွေမှာပြုလုပ်သွားမှာဖြစ်ကြောင်းတင်ပြရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတိမ့်ပိုက်ထားတဲ့နောင်ချုံမြို့နယ်တိုက်ပွဲများမှာစစ်ကောင်စီကအစိမ့်ဝိတ်ဘုံများကိုအုံပြုပြီးတော့တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဖေဖော်ဝါရီလ23ရက်နေ့နောင်ချုံမြို့နယ်တောင်ရှိရွာနယ်မန်းမော်ကြီးရွာကြားမှာစစ်ကောင်စီတပ်နဲ့ TNL တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားတဲ့အချိန်မနေ့ကမွန်လွဲ7:30မိနစ်အချိန်မှာအစိမ့်ငွေဘုံတွေကိုအတုံးပြပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအစိမ့်ငွေဘုံကြောင့် TNL တပ်သား10ဦးဟာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့၄ယောက်ကတော့ဒဏ်ရာပြင်းထန်စွာရရှိသွားတယ်လို့သိရပါတယ်။ TNL တပ်သားများဟာမူဝေခြင်းအသက်ရှူမြန်ဆန်ခြင်းမိမ့်မသားဖြစ်ခြင်းစိတ်လှုပ်ရှားမြန်ဆန်ခြင်းမောပန်းခြင်း အောက်ဆီဂျင်ကြကဝေဒနာခံစားရပြီးတော့ဆေးရုံမှာဆေးကုသမှုတွေခံယူနေရတယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ဟာတိုက်ပွဲကာလအတွင်းမှာနိုင်ငံတကာကတားမြစ်ထားတဲ့အစိမ့်ဝိတ်ဘုံးကိုအသုံးပြုကာစစ်ရာဇဝတ်မှုများကိုကျူးလွန်နေတယ်လို့သိရပါဗျ။ဒါအပြင်အခုလအတွင်းမှာအရတားပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိနဲ့ဥတီပြီးတော့လက်နက်ကြီးများနဲ့ပစ်ခတ်မှုနဲ့လေကြောင်းဘုံးကျဲမှုများကြောင့်ကလင်းငယ်အပါအဝင်အရတားပြည်သူ9ဦးသေဆုံးပြီး15ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။လက်ရှိစစ်ကောင်စီရဲ့တိုက်ခတ်မှုများကြောင့်နောက်ချိုပြည်သူဆေးရုံဖုန်ကြီးចောင်းဆောင်နဲ့ ပြည်သူတွေရဲ့နေအိမ်ဆက်တလုံးလဲထိမှန်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်တာမြို့နယ်ခြုံကြီးရွာဖုန်ကြီးကျောင်းဝင်းကိုအကြမ်းမဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာတိန်ကျောင်းတစ်ခုလုံးမိလောင်ပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ23ရက်နေ့မနက်အစောပိုင်းတနအီခွဲအချိန်ကမှတောင်တာမြို့နယ်ခြုံကြီးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုအတွင်းမှာဖုံကြီးကျောင်းဘော်ကိုတဲ့တဲ့ကြက်ရောက်ပောက်ကွဲခဲ့တော့လေ။တန်ဃာတော်များနေထိုင်ခြင်းမရှိတဲ့အတွက်ကြောင့်ထိခိုက်သူတော့မရှိဘူးလို့ပြောပါတယ်။ဘုံဒီကြက်ရောက်ပောက်ကွဲမှုကြောင့်ဖုံကြီးကျောင်းဝင်းအတွင်းထဲမှာရှိတဲ့တိမ်တော်တစ်ခုလုံးမိလောင်ပြက်စီးခဲ့ရတယ်လို့သိရပါတယ်။မနေ့ကမနေ့အစောပိုင်းတနအိဝဲလောက်မှာ ခြုံကြီးကြီးရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းမှာစစ်တပ်ကလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တာပါ။ဘုံကြီးအကြောင်းပေါ်ကိုတဲ့တဲ့ချက်ရောက်ပောက်ကွဲပြီးတော့တိန်တော်တစ်ခုလုံးမိလောင်ပျက်စီးသွားတယ်။ရဟန်းတန်ဃာတွေမနေတဲ့အကြောင်းဖြစ်တဲ့အတွက်လူထိခိုက်မှုတော့မရှိဘူးလို့သိရတယ်လို့တောင်တာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကတာဝန်ရှိသူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးလည်းဘေးအန္တရာယ်ကင်းရှင်းပြီးအကြမ်းဖက်အာဏာရှင်စနစ်ဆိုးရဲ့လက်အောက်ကနေပြီးတော့အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ